ားပါရှင်ဒီနေ့ကြွေးရောက်လာတဲ့ဖေဖေမေမေတို့နဲ့တသားမိမိတို့အားလုံးမင်္ဂလာပါရှင်ဒီနေ့ဟာ Mass and Science Care ထူဆန်းဩစရာစူးစမ်းလေးလာဖို့တွင်နေအတူစိတ်ဝင်စားစရာ project တွေနဲ့ပြည့်နေနေနေလေးပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတင်ချာဂိမ်းတွေစိတ်ဝင်စားဖို့ရ project တွေနဲ့သိပ္ပံဆက်သက်မှုတွေကိုလေ့လာဖို့အတွက်ကျွန်မနဲ့အတူတူပါဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင် င်တွေ့ရမယ်စမ်းသက်ချက်ကလေးကတော့နျူတန်ရဲ့သက်လောကိုအသုံးပြုပြီးတော့ဒုံးပြန်နေဘယ်လိုလွတ်လဲဆိုတာကိုစမ်းသက်ရမယ်စမ်းသက်ချက်လေးဖြစ်ပါတယ် ဒီနေ့ပွဲလေးရဲ့အဓိကရည်ရွယ်ချက်ကတော့တတမီမီတို့ရဲ့ငရေဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးမှာဖြစ်ပြီးကိန်းကနန်းတွေရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြည့်ရှင်းနိုင်ဖို့ပဲဖြစ်ပါတယ်။မိဘများအနေနဲ့ကလည်းတတမီမီတို့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ငရေဖွံ့ဖြိုးမှုတွေကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်ရှင်။

္ဂလာပါမအမရဲ့နာမည်လေးနဲ့သမီးလေးရဲ့ခရင်းရဲ့နာမည်လေးမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ရှင်အာကျမနာမည်ကတော့မဆူဆူအောင်ပါသမီးလေးကတော့မေမြတ်တရာဆိုပါအခုကတော့သမီးလေးက grade 2တက်နေရပါရှင်ဟုတ်ကဲ့မမဒီပွဲလေးကိုလာရတဲ့ရည်ရွယ်ချက်ကလေးပေါ့နော်အဲ့ဒါလေးလည်းပြပြပေးပါအောင်နော်မဟုတ် သမီးကတော့လေသူကသင်္ချာနဲ့ဒီ science ကိုအရင်ကြိုက်တယ်ပေါ့နော်အခုလောလောဆယ်တော့သူသင်္ချာတော့လုပ်နေတယ် science ကကြတော့သူဒီ gravity science အဖွင့်ခဲ့တယ်ကသူစိတ်ဝင်စားတယ်ကျွန်မလည်းနည်းနည်းဝေးတော့မပို့ဖြစ်သေးဘူးပေါ့အခုတော့ဒီပွဲလေးလုပ်တဲ့အခါကျသူလည်းအာဒီ science နဲ့ပတ်သက်တာလေးတွေထိတွေ့လို့ရအောင်ဆိုပြီးတော့ပို့ပေးရပါရှင်ဟုတ်သမီးလေးကဒီပွဲမှာပြောရဲလားမဟုတ်ပြောပါတယ်ဟိုမှာပုံအောင်ဆွဲနေပြီဟုတ်အမမိဘအနေနဲ့ပေါ့နော်ဒီပွဲလေးကျင်းပရတဲ့အတွက်ကောနော်ခန်းစားရတဲ့ခန်းစားချက်ကလေးလည်းပြပြပေးပါအောင်နော်အမဟုတ်ဒီလို အဓိကတော့လေကျမတို့ကအခုအချိန်မှာတော့ mask ကတော့တော်တော်ကြီးဟိုပေါ့နော်အာရင်းနှီးနေကြရပေါ့ကျမသမီးဆိုလဲအိုလံပစ်ဆာမွေးဒီချဲနှင်းတို့ဒီ TNH ကလောက်တဲ့အိုလံပစ်တွေဆိုရင်လဲသူ ဖြေတယ်အတင်ချာကတော့တော်တော်လေးအရင်းရင်းနှင်းနှင်းရှိပြီးတော့ပြိုင်ပွဲကြီးလည်းရှိရပါတော့။အခုလို science နဲ့ပတ်သက်တာကြာကျွန်တော်တို့စီမှာသိမရှိသေးဘူးပေါ့နော်။ဟာဒီ terror ဒီ gravity science ကစပြီးပေါ်ခဲ့ရကျွန်တော်လည်းစိတ်ဝင်စားတယ်။သမီးကလည်းကြိုက်တယ်ပေါ့နော်။အဲ့တော့ဒီ gravity science လို့ဦးစီးပြီးတော့ science နဲ့ပတ်သက်တဲ့ပွဲမျိုးလေးပေါ့။အဲ့လိုပွဲလေးတွေတခုလိုမျိုးများများလုပ်ပေးရအောင်ကျွန်တော်လည်းသဘောကျတယ်ပေါ့နော်။နောက်လည်းဒီလိုပွဲမျိုးလေးတွေများများလုပ်ပေးဖို့အာ gravity science ကိုလည်းအာတောင်းဆိုချင်ပါတယ်ရှင့်။ ်ခုလိုဖြေစားပေးရတဲ့ကျေးဇူးတင်ပါတယ်အမဟုတ်ကဲ့ဒါလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ပွဲမှာပူပေါင်းပါဝင်ပေးကြတယ်ဖေဖေမေမေနဲ့တသမီမီတို့ကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ ိပ္ပံနဲ့သင်္ချာပညာဟာဘဝရဲ့လွှဲချက်တွေကိုဖွင့်ပြနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့နော်နောက်ထပ်လည်းဒီချက်ပို့ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အစီအစဉ်တွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကိုထူးဝဲကျေးဇူးတင်ပါတယ်ရှင်